ကတူလေးမှာပြောင်းတဲ့မို့တန်းကပြောင်းတဲ့ကြစီပြောင်းမှုလေးတွေပန်းထားသူကြီးရောင်းကလေးမော်လို့ပြောင်းမှုလေးတွေပန်းကြံအချိန်ရောက်နေတိုင်း1984ခုနှစ်ကဒရိုက်တာမောင်တင်ဦးရိုက်ကူးခဲ့တဲ့ကြံမိုးရုပ်ရှင်ဇာတ်ကားကို

ခင်နှက်ခက်ကိုနောက်ခံထားပြီးတသက်ဆအမှုပညာရှင်တွေနဲ့ဒရိုက်တာမောင်တင်ဦးရိုက်ကူးခဲ့တာကိုမန္တလေးရှင်မြင့်ရုပ်ရှင်ကဖြန့်ချိခဲ့တာပါမပြည်သူပြည်သားတွေရဲ့ခြင်းနဲ့မှာယနေ့ဒီတိုင်ဆွဲလန်းစေခဲ့တဲ့တချံမိုးရုပ်ရှင်စကားကြီးကိုဘယ်လိုအစပြုဖန်တီးခဲ့သလဲဆိုတာ တချံမိုးရုပ်ရှင်ဇာတ်ကားကိုဖန်ပြီးခဲ့ကြသူတွေနဲ့တွေ့ဆုံမေးကြည့်ပြခဲ့ပါတယ်။တချံမိုးရုပ်ရှင်ဇာတ်ကားထဲမှာတထွေးဆိုတဲ့ဇက်ကောင်နာမည်နဲ့တရုတ်ဆောင်ခဲ့တဲ့ Academy ဥစဉ်ဝိုင်းကအခုလိုပြန်ပြောင်းပြောပြပါဗါတယ်။အဲ့တော့တချံမိုးဇာတ်ကားရဲ့တည်သည်ဘယ်မှာစတယ်လဲလို့ပြောမယ်ဆိုရင် အဓိကဖန်တီးသူဖြစ်တဲ့ဆရာဦးတင်ဦးဒါရိုက်တာမောင်တင်ဦးပြီးတော့ကိုဟန်တင်လို့ခေါ်တဲ့အဲဒေါက်တာဘသူလဲတချင်းဆိုခဲ့တဲ့ကိုဟန်တင်ကိုဟန်တင်ဆိုဒီမှာတကြံမှုဆက်ကားထဲမှာလည်းပါပါတယ်မိနွယ်ရဲ့အကူပေါ့ drum တီးတဲ့နေရာကပါပါတယ်ပြီးတော့ကျွန်တော်ကျွန်တော်တို့ဒီတခြားဆက်ကားတွေတွားရိုက်ကြတဲ့အခါမှာနေကိုတွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုညယထာတွဲနဲ့အိတ်ဆင်တွဲနဲ့တွားတဲ့အခါမှာကျွန်တော်တို့ဆရာတပည့်တွေကမအိတ်ကြပဲနဲ့စကားတွေပြောပါတယ် ဒါအပြင်ဆရာဥတင်ဦးစန်းချောင်းမှာနေစဉ်ကာလသူ့ရဲ့ဝရန်တာရှိပါတယ်ပေါ်တာအဲ့ဝရန်တာ ပေါ်မှာကျွန်တော်တို့ဇက်တိပြောကြပါတယ်ပြောတဲ့အခါမှာတကြံမိုးရဲ့တတိယအဲ့ဒီမှာတဲတာပါသာရောရေတပင်သင်မြန်သင်ဆွမ်းရင်ဒေသံပြိုင်တွင်ပျော်ပျော်ရွှင်ရွှင်ငွေငန်းမောင်းခဲ့သည်သီလံသာရင်အတီးကကောင်းသောကာလကောင်းသောကုသောသူပြုံးခြင်းတံပေါ်တော့ကျွန်တော်ဟိုတကြမ်းမှာလေငွေတွေက လူငယ်တယောက်နေပေါင်ခဲ့တာ။အဲ့ဒီကနေပြီးတော့ဟိုတကြံနေဆက်ဆက်ပြောင်းလာတဲ့ခါကျတော့လေ။နောက်ဆုံးမေ့ကြတော့အဲ့ဒီတဲ့နှစ်တိုင်းမှာဒီမြမ traditional တခုပေါ့တကြံတကြံဆိုတဲ့ဟာ။အဲ့ဒါကို dramatize တခုထည့်ပြီးတော့လေ။အဲ့ဒီ documentary dramatize တခုလုပ်မယ်ဆိုရယ်ဇလန်းလေးအတွေ့အခေါ်လေးပေါ့။အဲ့ဒီကနေစပြီးတော့စဉ်းစားမိရတယ်တကြံမူ Please, I got a ကျွန်တော်အဲ့ကရိုက်တုံးကတော့တကြံကိုချစ်လို့ရဲလိုက်တာပေါ့နော်ဘလောက်တိုင်းတာအထိအောင်မြင်မမအောင်မြင်ဘူးဆိုတာတိတ်တော့ကျွန်တော်မျှော်မျှော်တော့မျှော်မမထားဘူးပေါ့အဲတခုထီတော့ရောက်နိုင်တယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်က traditional လည်းဖြစ်နေတယ် music တွေလည်းပါနေတယ်စမ်းသာရုံမင်းတို့အတွင်းသူမျိုးတင်တယ်ကို လာလိုက်ပါရဲ့ပြုံးတဲ့မျက်နှာချူအသွင်မှဆူနုနာမယ်လို့မြင်တွေကချူချရသူပြူနှစ်ပေါင်း30ရှိပြီဖြစ်တဲ့တကြံမိုးရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးဖို့အတွက်အခက်အခဲများစွာလဲကြော်ဖြတ်ခဲ့ရပါတယ်။ရှူတင်မန်နေဂျာ၃ဦးရှိပါတယ်။စားရိုက်ပြီဆိုတဲ့ကောကရှူတင်ကတဲလို့မရဘူးပြ။ကြံမကြခင်တကြံကြတဲ့ဘိုင်းကတော့ဘာကိုရိုက်ကြသလဲဆိုတော့58ခုနဲ့အပိုင်းကိုရိုက်တာများပါတယ်။ 59ခုနှစ်ချွာဘူးမန္တမှာလာပြီးတော့မှဥနေအောင်နဲ့မြို့မအဖွဲ့သားများဒီဘက်ကနေတော့ခင်ရင်ထားနဲ့ချွာဘူးအဖွဲ့တွေကကြကြတော့မယ်အနောက်မှာလည်းဥလင်းအောင်ပါဝင်ထိုခိတ်ကကဲ့သို့ဝစ်စားစီရင်ထားတော့စပုတ်ရှက်နယ်တို့ဘာတို့ညာတို့ဟာဝေယန်ရှက်နယ်တို့ဝစ်စားစီရင်ထားတော့ဂျေကန်နဲ့လန်လိုပါနဲ့ကာဗနစီလူပနေရဗရောက်ပန်းကြောင်များအုံးလက်များစီပိုင်းများစင့်အိုးများငွေဖလားများပြီးတော့တပြေကက်များ ဓာတ်အပြင်ရွှေချီခြင်းများစသဖြင့်ပစ္စည်းပစ္စည်းအပေါ်အမြောင်များစွာပါတကယ်တမ်းစီးပေါ်ရောက်လိုက်တဲ့အခါကျတော့ဟိုဟာမစုံတာနဲ့ဒီဟာမစုံတာနဲ့ဥဒင်ကဖြတ်တယ်မရိုက်ဘူး1984ဧပြီလ2ရက်နေ့မှာမှတ်မိတယ်အဲ့ခါမှရိုက်တာဆိုတော့ကျွန်တော်ကရှေးအဲ့ခါမှဆိုတော့ကျွန်တော်ရဲ့ဟိုလူကြီးတွေရဲ့မိတ်ဆွေတွေရှိတယ်ရှေးတော့ဝစားစင်မှုတွေနဲ့အဲ့လူကြီးတွေလည်းအမှတ်တရပါကျင်တော့ကျွန်တော်ဖိတ်တယ်ရှေးဝစားစင်မှုတွေလာခဲ့ပါဖိတ်တော့လာကြပါတယ် ဒါပေမဲ့ရိုက်တဲ့နေရာကကျွန်တော်တို့လူထင်းရတာတော်တော်ခက်တယ်။ဘာလို့ဆိုတော့မင်းသားမင်းသမီးတွေပါတယ်ဆိုတော့လေလာကြည့်ရတဲ့အချိန်မှာအဲ့ဒီရှီရှူတင်းကမရဲဖြူပြက်သွားတယ်။တချမ်းမိုးရုပ်ရှင်လို့ပြောကြရင်မန္တလေးမြို့နဲ့ခွဲခြားမရတဲ့နှစ်60နီးပါးရှိနေပြီဖြစ်တဲ့မြို့မအဖွဲ့ကြီးရဲ့ပုံရိပ်ကိုဖိဟပြခဲ့တဲ့ဇာတ်ကားလို့လည်းပြောကြပါဗျ။တချမ်းမိုးဇာတ်ကားတွေကတချင်းတွေဟာ ဇလန်းတွေ ဖြစ်နေတယ်လို့ဇလန်းတွေဟာလည်းတချင်းတွေဖြစ်နေခဲ့တယ်လို့ဖန်တီးခဲ့ကြသူတွေကပြောပါတယ်။တချံမိုးဆက်ကားတွေကဇဝင်တချင်းတွေကိုဘယ်သူတွေက ဖန်တီးခဲ့ကြပါသလဲ။ဘယ်လိုဖန်တီးဖြစ်ခဲ့ပါသလဲ။